ောင်သူလက်သမားတွေအနေနဲ့စိုက်ပျိုးစရိတ်ချင်းငွေတွေကိုအချိန်စေ့ချင်းငွေပြေးချေမှသာချင်းငွေအသက်ထုတ်ချေးခွင့်ရရှိမယ်လို့မြမလက်ရဖွံ့ဖြိုးရေးဘဏ်ကအတည်ပြုကြေညာပါတယ်။2025မိုးရသည့်စိုက်ပျိုးစရိတ်ချင်းငွေတွေကိုရခင်ချင်းငွေအရင်အတိုးပြေးချေစွာပိတ်ဆက်ပြီးတဲ့တောင်သူတွေထံမိုးရသည့်စိုက်ပျိုးချိန်အမီမေလ16ရက်နေ့မှစတင်ထုတ်ချေးပေးနေတယ်လို့ဆိုပါတယ်။ အရင်နှစ်တွေအတိုင်းပဲတနစ်ကိုအတုံနှုံ900ကိုင်နှုံနဲ့သက်ဆိုင်ရာမြို့နယ်နဲ့ခရိုင်ဘန်ကွဲတွေကတဆင် ထုတ်ချေးပေးနေပြီလို့ကြေညာချက်အရာသိရပါတယ်ဒါကြောင့်ရခင်ချင်းငွေတွေပြည်ကျေစွာပိတ်ဆက်ပြီးတဲ့တောင်သူတွေအနေနဲ့2025မိုးရသည့်စိုက်ပျိုးစရိတ်ချင်းငွေတွေအချိန်မီရရှိနိုင်ရေးအတွက်မြမလေယာဖွံ့ဖြိုးရေးဘဏ်သက်ဆိုင်ရာခရိုင်မြို့နယ်ဘဏ်ခွဲတွေနဲ့အမြန်ဆုံးဆက်သွယ်ကြဖို့လဲတိပေးထုတ်ပြန်ထားပါတယ် စီမံပဏာဝင်ကြီးဌာနလက်အောက်ရှိမြန်မာလေယာဉ်ဖွံ့ဖြိုးရေးဘဏ်အနေနဲ့မြန်မာတိုင်းနိုင်ငံလုံးကတောင်တူလက်သမားရီထံစိုက်ပျိုးစရေးချင်းငွေတွေကိုနှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ချင်းငွေရယူလိုတဲ့တောင်တူတွေအနေနဲ့စပါတိနံတဧကကိုငွေကျပ်တသိန်းခွဲနှုန်းအခြားတိနံဖြစ်ပါကတဧကကိုငွေကျပ်တသိန်းတုံးနဲ့ချေယူနိုင်ပြီးချင်းငွေအတွက်တစ်နှစ်ကိုအတုံးနှုန်း900ခိုင်နှုန်းကောက်ခံသွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ။